โอเคအဲ့တော့ဆရာတို့ကဒီနေ့တော့မနေ့တုန်းကအဆက်ပေါ့နော်မနေ့က hydro power ပြီးခဲ့ပြီအဲ့တော့ဒီနေ့ wind power wind power ဆိုတာလေစွမ်းအားနော်လေစွမ်းအင်လို့ပြောလို့ရတယ်လေစွမ်းအားလို့ပြောလို့ရတယ်ရတယ်နော် to create wind power လေစွမ်းအင်ကိုဖန်တီးဖို့ဆိုရင်အဲသူက2 plus by 1လေးကိုသူကရှေ့မှာထုတ်ပြီးတော့မှဖန်တီးဖို့ဆိုရင်ねဆိုရက် upper fresh ဟို apple phrase or clause uh, apple phrase or the reason ပေါ့เนาะအကြောင်းပြချက်ကလေးရှိမှထုတ်ပေးထားတယ် to create wind power လေစွမ်းရင်ကိုဖန်တီးဖို့ဆိုရင်နဲ့ large turbine ကြီးမားတဲ့ turbine ကြီးများကိုလို့ဘာသာပြန်ရမယ်အာ our plate ထားထားတယ်ပေါ့เนาะဒါသူက buff to be plate battery သုံးထားလို့ဒီကောင်က passive sentence ဖြစ်တယ်ဒါကြောင့်ဒီကောင်က large turbines ကြီးမားတဲ့ turbine ကြီးတွေကို our plate ထားထားတယ် on top of hills or offshore တောင်တန်းတွေပေါ်မှာ hills ကတောင်တန်းတွေ တောင်တန်းတွေထိတ်ဒါမှမဟုတ် offshore ဆိုတာကန်းလွန်ပင်လေဖြင့်အဲ့တော့တောင်တန်းတွေထိတ်မှာဒါမှမဟုတ်လို့ရှိရင်ကန်းလွန်ပင်လေဖြင့်မှာဒီကြီးမားတဲ့တာပိုင်းကြီးတွေကို ထားထားပါတယ်တဲ့ energy is generate ဒီမှာလည်းအဲ့လိုပဲဒီစွမ်းအင်ကိုလို့ပြရမှာပေါ့နော်စွမ်းအင်ကို is generated ထုတ်လုပ်ပေးထားပါတယ်ထုတ်လုပ်ပေးပါတယ် when the wind turn wind turbine ဒီနေရာလေးမှတ်ထားပါ when the wind turn wind turbine ဆိုတာလေကလေရဟတ်ကို လေပက်စီချီယဝမ်းနဲ့တွားတွေ့တဲ့ဒေါခါအဲ့တော့ when the wind turns wind turbines လေကလေရဟတ်တွေကိုလေပက်စီတော့အခါလျှက်စစ်စွမ်းအင်ကိုထုတ်ပေးပါတယ်စွမ်းအင်ကိုထုတ်ပေးတယ်ပေါ့ modern windmill ဆိုတာခစ်မီလေရဟတ်များဒါမှမဟုတ် wind turbine ကိုလည်းခေါ်လို့ရတယ်တူတူပဲ windmill နဲ့ wind turbine ဆိုတာလေရဟတ်လို့ဘာသာပြန်ရမယ်နော်ဟိုနိုင်ငံခြားကားတွေထဲမှာတို့ TV ထဲမှာမြင်မှုမှာပေါ့နော် ဒီအဖြူတိုင်ကြီးတွေမှာเนาะပန်ကာလိုမျိုးဒလက်အကြီးကြီးတက်ထားတယ်เนาะအဲ့ဒါတွေကိုတောင်တန်းတွေထိမှထားတယ်နောက်ကကမ်းလွန်ပင်လယ်ကြီးတွေမှာထားတယ်เนาะဒလက်ကြီးတွေတက်ထားတဲ့အဖြူကြီးတွေပေါ့เนาะအဲလေတာကြီးတွေပေါ့အဲ့ဒါကို wind mill တို့မဟုတ် wind tower တို့ခေါ်တယ်မြန်မာလိုတော့လေရဟတ်များပေါ့အဲ့ရှေ့က modern နဲ့တွားတွေ့လိုက်တော့ခေတ်မီလေရဟတ်များကို can be utilized အသုံးပြုနိုင်ပါတယ်ဒီစားကြောင်းလဲ passive ပဲ နော်ဘာလို့လဲဆိုတော့ model black b black battery တုံးထားတယ် utilize ကအသုံးပြုတည်ပဲသူလည်း use နဲ့အတူတူပဲအဲ့တော့ခင်မိလေရဟတ်တွေကို can be use အသုံးပြုနိုင်ပါတယ် only large scale or small scale အာ large scale ဆိုတာအမြောက်အများလို့ပြောတာပေါ့ small scale ဆိုတာတော့တစ်နိုင်တစ်ပိုင်းလို့ပြောတာအဲ့တော့အမြောက်အများဆိုတာကနိုင်ငံတော် project နဲ့ပေါ့နော် government ကနေအစိုးရကနေပြီးတော့ project ချပြီးပြီးတော့ဟိုအကြီးအကျယ်ပေါ့အဲ့လိုပြောတာ large scale ဆိုတာအမြောက်အများတုံးတာ အဲဒီ small scale ကကြတော့သူကတနိုင်တစ်ပိုင်းပေါ့နော်မြို့ရွာအဲမြို့တစ်မြို့စာအတွက်အဲဆက်သဖြင့်အဲ့လိုမျိုးတနိုင်တစ်ပိုင်းပေါ့နော်အဲ့လိုမျိုးလည်းတုံးလို့ရတယ်လို့သူကပြောတာ Okay အဲ့ဒါကဝင်းမေးနဲ့ပတ်သက်တာလေယဟန်နဲ့ပတ်သက်တာအဲ့မှာ allied hydro powers ရေစွမ်းအားနဲ့မတူတဲ့အချက်ရှိပါတယ်တဲ့နော် unlike မတူပါဘူးတဲ့ hydro power ဆိုရေစွမ်းအားနဲ့မတူတဲ့အချက်ရှိတယ်ရေစွမ်းအားဆိုတာမနေ့ကတင်လိုက်တဲ့တမန်နေတိဆောက်တဲ့ဟာကိုပြောတာပေါ့နော် ဆိုတော့အဲ့ဒီရေစွမ်းအားနဲ့မတူတဲ့အချက်ကိုပြောပါဆိုဘာလဲဆိုတော့ this process is relatively cheap ပါဒီဖြစ်စဉ်ဟာတော်တော်လေးကိုဒီဖြစ်စဉ်ဆိုတာက အပေါ်မှာပြောတဲ့ခိမိလေးရဟတ်တွေကိုတက်ဆင်တဲ့လုပ်ငန်းပေါ့နော်အဲ့ဒီခိမိလေးရဟတ်တွေကိုတက်ဆင်တဲ့လုပ်ငန်းကြီးဟာ relatively cheap cheap ဆိုဈေးတက်တာလေအဲ့တော့ relatively cheap ဆိုတော့တော်တော်လေးကိုဈေးတက်တာပါလေတဲ့အမ်ပြီးတော့ is consider ၎င်းကိုမှတ်ယူထားကြတယ်ပေါ့နော်အဲ one of the one of the ရဲ့နောက်ကနောက်အများလိုက်တယ် ဝါနောတဲ့ရဲ့နောက်ကနောင်အများလိုက်တယ်။တနည်းအားဖြင့်သူ့ရဲ့အဓိပ္ပာယ်ကတော့အများကြီးတရတစ်ခုဆိုတဲ့အဓိပ္ပာယ်ရှိရနော်။ one of the most affordable phones ဒီ the most affordable phone ဆိုတာဒီနော်ဟိုကုန်ကျစရိတ်လူတွေလူတွေပေါ့ most affordable ဆိုတာအတက်နိုင်တာပေါ့ဆိုတာနော်။အဲ့တော့လူတွေလုံးလုံးတက်နိုင်တဲ့တနည်းအားဖြင့်အအသုံးပြုသင့်တဲ့နော် phone ဆိုတဲ့ပုံစံတွေတဲကမှတစ်ခု off energy နဲ့တွားတယ်တော့စွမ်းအင်ပုံစံတွေတဲကမှတစ်ခုဖြစ်တယ်။ ပြောချင်တာဒီလေယဟတ်တွေကိုသုံးတဲ့ wind power လို့ခေါ်တဲ့လေစွမ်းအားကိုသုံးခြင်းဟာ one of the most affordable form of energy တည်းယနေ့ခေတ်မှာ အသုံးပြုတဲ့နဲ့စွမ်းအင်အမျိုးအစားတွေတဲကမှတစ်ခုဖြစ်ပါတယ်လို့ပြောတာ။နော် in addition ဒါအပြင် it does not have harmful effects ၎င်းဒီတဲ့အန္တရာယ်များတဲ့အကျိုးတရားမှုတွေမရှိပါဘူး။ on the air ၄ဓူအပေါ်မှာပဲဖြစ်ဖြစ်လမ်းကုန်းမြေအပေါ်မှာပဲဖြစ်ဖြစ် it use ဆိုတာ၎င်းကိုသုံးထားတော့ ဆိုတော့လေဂျဟက်ကိုသုံးတဲ့အခါမှာလေဂျဟက်သေးကိုနော်လေဂျဟက်လေဂျဟက်ကနေပြီးတော့လေလူသေးကိုဟိုအစိတ်တော့ဖြစ်စီတယ်ဟန်ဖူးဆိုတဲ့အန်ဒီယေများတဲ့ဒီမှာတန်းငွေတွေပါလေထုတ်လုပ်တာတော့ပါလို့အဲ့ဒါမျိုးတွေမရှိဘူးပေါ့နော်ဒါကြောင့်ပြောချင်တာ it ဆိုတာကဝင်းတာပိုင်းလေဂျဟက်တီတနည်းအားဖြင့်ဝင်းပါဝါလေဆွမ်းအားကိုသုံးခြင်းဟာ does not have harmful effects နော်အန်ဒီယေများတဲ့အကျိုးတရားမှုတွေမရှိပါဘူး on the air ဆိုတာလေလူသေးကိုလည်းအန်ဒီယေများတဲ့အကျိုးတရားမှုမရှိသလိုကုန်းမြေပေါ်မှာလည်းအကျိုးတရားမှုမရှိဘူး it's you ဆိုတော့၎င်းကိုအသုံးပြုထားတဲ့ဂုံးမြေပေါ့ပြဿနာသောသောတော့ကမလေးရဆရာတို့တင်ခဲ့တဲ့ hydro power ရေစွမ်းအားကိုတင်ခဲ့တော့မှဆိုရင်မြစ်ကဲအထက်ပိုင်းမှာရှိတဲ့ဒီဓမန်တမန်ကြီးတိဆောက်လိုက်တယ်အဲတမန်ရဲ့အထက်ပိုင်းမှာရှိတဲ့နေရာတွေအကုန်လုံးရေလွှမ်းသွားတယ်လीနော်အဲအကြောင်းမလို့ तू ကအကျိုးတရားမှုကြီးရှိတယ်ဆိုးကျိုးတွေရှိတယ်အများကြီးရှိတယ်ပေါ့နော်ဒီမှာじゃအဲ့လောက်မရှိဘူး तू က only air လေတဲကိုလည်းဟလာအန်ဒီရများတဲ့အကျိုးတရားမှုမရှိတယ်လို့သူ့ကိုတုံးထားတယ်ဆိုတော့လေချင်ဟက်ကိုတက်ထားတဲ့ ောင်တန်းတွေပေါ်မှာတက်လို့ရတယ်လို့ပြောတာဟုတ်အဲတောင်တန်းတွေပေါ်မှာဖြစ်ဖြစ်ပင်လယ်ပေါ်မှာဖြစ်ဖြစ်အဲတက်ထားတဲ့နေရာမှာရှိတဲ့ဂုံးမြေကိုလည်းပဲအန္တရာယ်များတဲ့အကျိုးတရားမှုမရှိဘူးတဲ့နော်ဟုတ်ပြီနော်ဒါပေမဲ့ကောင်းတာတွေကြီးပဲလားဆိုတော့မဟုတ်ဘူးဘယ်ရမှမဆိုထွင်းကျက်တော့ရှိနာစီနေလို့နော်ဆရာအတန်โอเคအဲ့တော့ one disadvantage စိုးကျိုးတစ်ချက်ရှိပါတယ် one disadvantage စိုးကျိုးတစ်ချက်ရှိတယ်အဲ့ဒါကဘာလဲဆိုတော့ is ဖြစ်တယ်တဲ့နော် that ဆိုတော့သူက clock တစ်ခုနဲ့ထပ်ချိန်ပြီးရှင်းပြပါပေါ့ if the wind stop blowing ဆိုတာ if ဆိုခဲ့လျင် the wind stop blowing လေတိုက်တာရက်သွားခဲ့လျင်နော်အဲ့သူ့ရဲ့စိုးကျူးကဘာလဲဆိုတော့စစောကလေရဟတ်ကပန်ကားလိုမျိုးဒလက်ကြီးအကြီးတဲ့နော်တိုင်ကြီးတွေကိုကဲလွန်ပင်လည်းပြင်ဒါမှမဟုတ်လို့ရှိလို့ရှင်တောင်ထိပ်တွေမှာတည်ထားတယ်လို့ပြောတာပါ哦အဲ့တော့အဲ့လေလေတိုက်တာရက်သွားပြီဆိုတာ ਨੇ အဲ့ဒီဒီ the wind all wind ထားပိုင်းဒီတလေရဟတ်ဒီအကုန်လုံးကလည်း stop working အလုပ်လုပ်တာရက်သွားမှာပါတဲ့အဲ့ဒါတော့သူရဲ့စိုးချိုးပေါ့နော် စောစောကတမန်ကိုသုံးတော့ကြတော့နှွေရာကြီးမိုးတွေမရွာတော့ဘူးရေစီးစင်းမှုနဲတယ်ဆိုရင်လည်းပြဿနာမရှိဘူးเนาะသူကဘာလို့လဲဆိုတော့ဒီမှာပိုလောင်ထားတာလေအဲ့တော့လူတလောက်ရေကိုတမန်ကနေထုတ်ပေးနိုင်တယ်အဲ့အဲ့ဒါအဲ့ဒါရှိတယ်ဒီဟာကျအဲ့လိုမဟုတ်ဘူးဒီဟာကျတော့ तू ကလေတိုက်တာရက်သွားသည့်နှစ်တစ်ပြိုင်နဲ့ if the wind stop blowing လေတိုက်တာရက်သွားတာနဲ့တစ်ပြိုင်နဲ့ all wind turbine stop working တာပိုင်နေအကုန်လုံးကလည်းအလုတ်လုတ်တာရက်သွားမယ်လေတာတွေအကုန်ရက်သွားမယ်เนาะအဲအဲ့ဒါကသူ့ရဲ့ one disadvantage စိုးချိုးတစ်ချက်ပေါ့ ဟုတ်ပြီ like hydro power ဒါဆိုရင်အပေါ်မှာတော့ unlike เนาะအပေါ်မှာတော့ unlike မတူတဲ့အချက်ကိုသူပြောခဲ့တာရေရေစွမ်းအင်နဲ့မတူတဲ့အချက်ကိုအပေါ်မှာပြောခဲ့တာအခုသူကတူတဲ့အချက်ကိုပြောမှာရေစွမ်းအားနဲ့တူတဲ့အချက်ကတော့ winter ပိုင်းလေကြမ်းများတီကန် also level BA threat ချိန်ချောက်မှုဖြစ်နိုင်တယ်တဲ့ဘယ်ကိုလဲဆိုတော့ wind wildlife လို့ဆိုတဲ့တာရဲတိရစ္ဆာန်လေးတွေကို such as birds and bats in areas အဲ့ဒီဆိုတော့လေကြမ်းကြီးတက်ထားတဲ့နေရာမှာရှိတဲ့เนาะ ငတ်တွေအထူးသဖြင့်ဆိုလင်းနှုတ်တွေပေါ့နော်ငတ်တွေညာဘိုင်းပြန်တဲ့လင်းနှုတ်တွေအဲ့လိုမျိုးနော်အဲ့လိုငတ်တွေကိုအဲ့ဒီ data မှာရှိတဲ့ in area ဆိုဆောဆောလေဂျင်ဟက်တက်ထားတဲ့ data ဝင်းကျင်မှာရှိနေတဲ့ငတ်မျိုးစိတ်တွေကိုတော့ငတ်မျိုးစိတ်ကဲ့သို့သောတာရဲတိရစ္ဆာန်လေးတွေကိုတော့ချိန်ချောင်းမှုရှိတယ်။ဟာဆရာဟာလာလေဂျင်ဟက်ကြီးတက်တာနဲ့ဒီငတ်မျိုးစိတ်တွေနဲ့ဘာတက်တိုင်းလဲဆိုစိုင်းဒီလေဂျဟက်ကြီးတက်ထားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့မဖြစ်နိုင်လေဆိုလို့ရှိရင်အဲ့ဒီလေဂျဟက်ကပန်ကာရဲ့ဒလက်နဲ့ တိုက်ပြီးတော့ငတ်တွေတေးတာမျိုးရှိနိုင်တယ်ငတ်ကအိုက်ကမော်တာကြားတွေထဲမှာညက်ပြီးတော့လေငတ်တွေကတေးတာတေးတာရှိနိုင်တယ်เนาะအဲ့ဒါတော့သူ့ရဲ့ဒါ hydro power နဲ့တူတဲ့အချက်ပေါ့ hydro power မျိုးဆိုလို့ရှိရင်လေဟလာရေထဲမှာရှိတဲ့ငါးတွေရဲ့ဒီဟလာဟို aquatic life လို့သူကပြောထားရေနေတဲ့ဘဝလေးကိုခြေချောက်မှုရှိတယ်ပေါ့เนาะဒီမှာလဲ hydro power နဲ့တူတဲ့အချက်ကသူကကြတော့ wildlife search birds and bird in area အဲ့ဒီဒေသမှာရှိနေတဲ့ငှက်တွေအထူးသဖြင့်တော့လင်းတို့လိုမျိုးငှက်တွေအဲ့လိုတာယာတိရစ္ဆာန်လေးတွေကို threat ဆိုတာချိန်ချောင်းမှုရှိနိုင်ပါတယ်လို့ပြောတာ okay เนาะအဲ့တော့ဒါကိုဆရာကအဲ့လိုတကြောင်ချင်းကြီးပြောမပြတော့ဘဲနဲ့အစာဆုံးကိုဒပလိတ်ထဲတစ်ခေါက်ပြန်လို့ပြပါမယ် wind power လေဆွမ်းအား to create wind power လေဆွမ်းအင်ကိုဖန်တီးဖို့အတွက် large turbine ကြီးမားတဲ့တာဘိုင်ကြီးတွေကို upgrade ထားထားရပါတယ် on top of hills or offshore တောင်တန်းတွေပေါ်မှာဒါမှမဟုတ်ကမ်းလွန်ပင်လယ်ပြင်ပေါ်မှာထားထားရတယ် energy is regenerated စွမ်းအင်ကိုထုတ်ပေးနိုင်ပါတယ် when the wind turn wind turbines လေကားလေရဟတ်တွေကိုလေပတ်စီတော့အခါစွမ်းအင်ကိုထုတ်ပေးနိုင်တယ် modern windmill ခင်ဗျလေရဟတ် order မှာမဟုတ် wind turbine လေရဟတ်ပဲအဲ့တော့ခင်ဗျလေရဟတ်များကို can be utilized အသုံးပြုနိုင်ပါတယ် on a large scale or small scale အမြောက်အများသို့မဟုတ်တနိုင်းတစ်ပိုင်းအနေနဲ့တုံးလို့ရပါတယ်။ Unlike hydropower ရေစွမ်းအားနဲ့မတူတဲ့အချက်ရှိတယ်။အဲ့ဒါဘာလဲဆိုတော့ this process is relatively cheap ဒီလေရဟတ်ကိုတုံးခြင်းဒီလေစွမ်းအင်ကိုတုံးခြင်းဆိုတဲ့ဖြစ်စဉ်ဟာ relatively cheap အလွန်ကိုဈေးတက်တာတယ်ဈေးတက်တာတယ်ကုန်ကြမ်းဈေးတက်တာတယ်လို့ပြောတာ and it consider ၎င်းကိုပြီးတော့ယူဆထားတယ် one of the most affordable form of energy today ယနေ့ခေတ်မှာရှိတဲ့စွမ်းအင်ပုံစံတွေကမှအသုံးပြုတဲ့ အသုံးပြုတဲ့ဇုံတော့เนาะဆိုရင်များတဲ့ကတခုဆိုပြီးတော့သူတွေကယူဆထားကြတယ်တဲ့ In addition ဒါပြင် it does not have harmful effects သူမှာအန္တရာယ်များတဲ့အကျိုးတရားမှုလည်းမရှိဘူးဘယ်ပေါ်မှာလဲဆိုတော့ on the air လေထုအပေါ်မှာရော or land is huge ၎င်းကိုတုံးထားတဲ့မြေကြီးအပေါ်မှာရောအဲ့လိုအန္တရာယ်များတဲ့အကျိုးတရားမှုတွေမရှိဘူးတဲ့ဒါပေမဲ့အားလုံးကောင်းနေရလားဆိုတော့ no မဟုတ်ဘူး one disadvantage ဆိုးကျိုးရှိတယ် ဆိုလိုတစ်ချက်ပေါ့အဲ့ဒါဘာလဲဆို is that ဒါပဲဖြစ်ပါတယ် if the wind stop blowing လေတိုက်တာတွေရက်သွားတာနဲ့တပြိုင်နက် all wind turbine stop working လေရဟတ်တွေအကုန်လုံးရဲ့အလုပ်လုပ်ခြင်းကလည်း stop ရက်သွားပါလိမ့်မယ် like hydro power ရေစွမ်းအားနဲ့တူတဲ့အချက်ရှိတယ်အပေါ်မှာမတူတဲ့အချက်ပြောခဲ့ပြီးသွားပြီအခုတူတဲ့အချက်က wind turbine လေရဟတ်များကိုကလေရဟတ်များဒီ can also be a threat ချိန်ချောင်းမှုတစ်ရက်ဖြစ်နိုင်ပါသေးတယ် to a wildlife တာရဲတိရစ္ဆာန်တွေအပေါ်ဘလို့တာရဲတိရစ္ဆာန်လဲဆက်ချက်တကယ်တော့ bots and bots in area bots and bat in area အဲ့ဒီဒေတာမှာရှိတဲ့ငတ်တွေနဲ့လင်းတို့တွေကဲ့သို့သောတာရတိရစ္ဆာန်တွေအပေါ်မှာတော့ချင်းချောက်မှုတရအဖြစ်ရှိနေနိုင်ပါသေးတယ်။ဒါအဲ့ဒါဆိုရမလား။ဟုတ်ရပါတယ်ဆရာ။ Okay ဟုတ်ပြီနော်။နားစင်းနေရောဒါကအတန်ပြောရအောင်အဆင်မပြေဘူးဖြစ်။ Okay အဲ့ဒါဆိုနောက်တစ်ပိုက်လေးဆရာဆက်ကြည့်အောင် solar energy solar energy ဆိုတာကတော့နေစွမ်းအင်ပေါ့နော်နေကိုသုံးတာ solar ဆိုတာကတော့နေပဲလေနော်အဲ့တော့ solar energy နေစွမ်းအင် electricity is generate ဆရုပ်စာကြောင်းတွေကိုဖတ်တဲ့အခါမှာ grammar rules တွေကိုလည်းပဲသတိထားသွားရမယ်ပေါ့နော်ဒီစာကြောင်းမှာဆိုလို့ရှိရင် electricity ဆိုတာလျှက်စစ်စွမ်းအင်ကလို့မပြောဘဲနဲ့လျှက်စစ်စွမ်းအင်ကိုလို့ပြောရလျှက်စစ်စွမ်းအင်ကို is generated ထုတ်ပေးပါတယ်ဘာလို့လဲ IIS ကဘက်တူဘီ generate ကဘက်တရီအဲ့တော့ဘက်တူဘီဘက်ဘက်တရီပုံစံကိုတုံးထားလို့ဒါ passive sentence ဖြစ်တယ်ပေါ့နော်အဲ့တော့ layer 6 swine ကို is generate ထုတ်ပေးပါတယ်ဘယ်အချိန်မှာထုတ်ပေးလဲဆိုတော့ when sunlight hits the photovoltaic cell on specially designed panel ဘယ်ကသူက upper fridge upper close or time ပေါ့အချိန်ကိုပြတာ sunlight ဆိုရနေရောင်ကြီးရတဲ့နော် the photovoltaic cell လို့ခေါ်တဲ့အလင်းကိုအာရုံခံပေးနိုင်တဲ့အလင်းမီစု cell လေးတွေပေါ်မှာ cell လေးတွေပေါ်တော့ ဟစ်ဆိုတာထိရိုက်တော့အခါရိုက်ခတ်တော့အခါ or specially designed panel ဆိုတာအထူးဒီဇိုင်းရေးဆွဲထားသော panel ဆိုတာတကယ်တော့ချက်ပြားကိုပြောတာချက်အပြားကြီးအပြားကြီးအချက်တွေကိုပြောတာအဲ့တော့ဒီရှိရဆိုလာကြောင်းတင်နေတာဆိုတော့ဆိုလာပြားကိုပြောနေတာအဲ့တော့အထူးဒီဇိုင်းရေးဆွဲထားတဲ့ဆိုလာပြားပေါ်မှာရှိတဲ့ photovoltaic cell လို့ခေါ်တဲ့အလင်းကိုစုပ်ယူနိုင်တဲ့တနည်းအားဖြင့်အလင်းကနေပြီးတော့မှစောစောပြောတဲ့ electricity ကို transform လုပ်ပေးနိုင်တဲ့ cell လေးတွေရှိတယ်။အဲဒီ cell လေးတွေကိုနေအောင်ကြီးကလာပြီးတော့ထိတွေ့တဲ့အခါမျိုးမှာ ရက်စစ်စွာအင်ကိုထုတ်ပေးနိုင်ပါတယ်တဲ့အဲ့လိုပြောတာအဲ့တော့သတိထားမိလားတော့မသိဘူးဆိုလာပြားတွေမြင်မှုပါပေါ့ဆိုလာပြားတွေမှာ तू ကနော်ဒီလိုမျိုးအာဒီ table လိုမျိုးပေါ့နော် check လိုမျိုးဇာအကွက်တွေရှိတယ်အကွက်ကလေးတွေရှိတယ်အဲ့ဒီအကွက်ကလေးတွေကဂျားလေးတွေထဲမှာဒီ၄တောင်ပုံစံအကွက်ကလေးတွေဂျားလေးတွေမှာဆဲပေါက်လေးတွေရှိရအပြောက်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 အကွက်ကလေးတွေရှိရအဲ့ဒါကို photovoltaic cell လို့ခေါ်တာအဲ့ဒီ photovoltaic cell ပေါ့ကိုနေအောင်ကြီးကလာပြီးတော့ထိတွေ့လိုက်တဲ့အခါမျိုးမှာ तू က နော်ဘာဖြစ်လဲဆိုလို့ရှိရင်ဒီနေစွမ်းအင်ကနေပြောမှာလျှက်စစ်စွမ်းအင်ကိုသူကပြောင်းပေးတာဂျာထဲမှာတော့ဘက်ထရီပါညာခံဖို့လိုတာပေါ့နော်တခြားသောဒီ transformation လုပ်ပေးနိုင်တဲ့ machine တွေလိုသေးတာပေါ့နော်ပစ္စည်းတွေလိုသေးတာပေါ့ကဲဟုတ်ပြီအဲ့တော့ဒီရောင်းအောင်ဆရာပြန်ပြောမယ်ဆိုရင် electricity လျှက်စစ်စွမ်းအင်ကို is generated ထုတ်ပေးပါတယ် while sunlight hits the photovoltaic cell on specially designed panel နောက်ဆုံးအစားပြန်ရတယ်အထူးဒီဇိုင်းရေးဆွဲထားတဲ့ solar ကြက်ပြားပေါ်သို့ photovoltaic ဆီလာကြက်ပြားပေါ်မှာရှိတဲ့ ဖိုတိုဗိုတစ်ဆဲပေါ်ကိုဆန်းလိုက်ဆိုတဲ့နေရောင်ကြီးက hit ရိုက်မိတော့အခါထိရိုက်တော့အခါမှာလျှက်စစ်စွိုင်းကိုထုတ်ပေးပါတယ်။ Okay, the efficiency of the solar panel solar ကြပြားတွေရဲ့ efficiency စွမ်းဆောင်ရည်ဒီတဲ့အဲ့တော့ solar ကြပြားဝယ်လိုက်တာပဲကွာသူလည်းဒီစိတ်ဝယ်မယ်ငါလည်းဒီစိတ်ဝယ်မယ်အဲဆက်တဖြစ်မတူနိုင်ပါဘူးတဲ့ solar ကြပြားတွေမှာเนาะ efficiency ဆိုရဲစွမ်းရည်กว่าတယ်ဘယ်လိုဖြစ်လို့กว่าတာလဲဆိုတော့ Japan on multi bar တဲ့တရား location တဲ့ sunny area တဲ့ plate နေပူရတဲ့နေရာမှာထားခြင်းဒီနေရာပေါ့ location ဆိုတာဒီနေရာပေါ့ဘသူတို့ကိုနေပူရတဲ့နေရာမှာထားခြင်းအပေါ်မှာမူတည်ပြီးတော့မှစွန့်ရင်ပြောင်းတယ်ပြောချင်တာသူလဲဆိုလာကြပြားကြီး၄ပေ၈ပေဝယ်ထားတယ်ငါလဲ၄ပေ၈ပေဆိုတာကြပြားကြီးတစ်ချက်ဝယ်ထားတယ်ဒါဆိုတော့ तू ကြတော့နော်ညာဘက်မှာမိတီလေးအများကြီးထွန်းခံပြီးတော့ငါကြတော့မိတီလေးနည်းနည်းလေးပဲထွန်းခံတယ်အာခဏခဏကုံသွားတယ်ခဏလေးနဲ့ကုံသွားဘာကွာလဲဘာကွာလဲဆိုတော့နေရောင်ကြီးတနေကုန်လုံးရနေတဲ့နေရာမှာထားတာ ਨੇ နော်အမိုးအောက်တို့ဘာလို့မှနေရာမျိုးပေါ့နော်အရိတ်ကတချမ်းကြတယ်တချမ်းပဲရတယ်အဲ့လိုမျိုးနေရာမျိုးတွေမှာထားတာ ਨੇ ပုံမှာမူတည်ပြီးတော့ကွာပါတယ်ဒါတော့မင်းတို့တည်ပြီးတာဖြစ်ပါတယ်နော်ဆိုတာချက်ပြားဟုတ်ရဲ့ efficiency စွမ်းကြီးကတော့တဲ့နော်ဘသူ e လဲဆို off ဆိုတာ e ဟုတ်လားဒါ solar panel solar ပြားတွေရဲ့စွမ်းဆောင်ကြီးဟာဂျပန်ဝန်မူတည်ပါတယ်တရား location သူတို့ရဲ့ဒီနေရာပေါ်မှာမူတည်တယ်တဲ့ sunny the place နေရာကြီးနဲ့ပို့ပြီးတော့မှနီးတဲ့နေရာတနည်းအားဖြင့်နေရာကြီးပို့ရတဲ့နေရာမှာထားရင်တော့ပိုကောင်းပါပေါ့တဲ့ အဲအောက်မှာသူကဆက်ရည်ပြထားတယ် the more efficient they are ဒီဟာဒီ32 subject ဘက်ပုံစံနဲ့ရေးထားတယ်တနည်းအားဖြင့်ဒါ parallel structure grammar အဲတော့ parallel structure တော့ the more the less လို့ပြောလဲရတယ် parallel structure လို့ပြောလဲရတယ်အတူတူပဲเนาะဒါကြီးကြီးတွဲ grammar မှာသင်ရတယ်အဲတော့ the more efficient they are ဆိုတော့သူတို့စွမ်းအင်ပို့ပြီးရလေလေเนาะစွမ်းအင်ပို့ပြီးရတယ်ဘာလို့စန်းနီးရလေ the sandia the plate the 32 subject သူထားတဲ့နေရာကနေအောင်ပို့ရတယ်ဆိုရင် သူ့ရဲ့စွမ်းဆောင်ရည် efficient ကလည်းစွမ်းဆောင်ရည်ကလည်းပိုပြီးတော့မှကောင်းပါမယ်လို့ပြောတာ okay အဲ solar energy တဲ့နေစွမ်းအင်ကနေစွမ်းအင်ဒီ is popular လူကြိုက်များတယ်เนาะနေစွမ်းအင်ဆိုရယ် solar ကြပြားတွေကိုသုံးတဲ့နေစွမ်းအင်က is popular လူကြိုက်များတယ်ဘယ်နေရာတွေမှာလူကြိုက်များတယ် in remote area remote ဆိုတာ way กว่าတော့ အဲဘယ်လိုပြောမလဲဝေးလံခေါင်ဖျားတဲ့နေရာတွေကိုပြောတာပေါ့နော်အဲ့တော့ remote area ဆိုတော့ဝေးလံခေါင်ဖျားတဲ့နေရာတွေမှာတော့လူကြိုက်ပုံများတယ်ဘာလို့လဲဆိုတော့အဲ့ဒီဝေးလံခေါင်ဖျားတဲ့နေရာတွေတိုင်းတော့မဟုတ်ဘူးเนาะဆက်လို့ဆိုမြန်မာနိုင်ငံအနှံပြားတော်တော်များများလေးရှာရောက်ဘူးတယ်အဲဒါပေမဲ့တချို့နေရာတွေကျတော့အရန်ဝေးပြင်မဲ့လည်းပဲလျှက်စင်ပြီးရတယ်တချို့နေရာတွေကျတော့အရန်လည်းတော့မဝေးပြင်မဲ့မြို့နယ်တိတ်ပြီးတော့မဝေးပြင်မဲ့တဲစင်ပြီးမရတဲ့ကြွားတွေရှိတယ်အဲ့တော့ပြောချင်တာကတော့ဒီမှာသူကဘာချက်ရှင်းပြထားလဲဆိုတော့အဲ့ဒီဝေးလံခေါင်ဖျားတဲ့နေရာတွေမှာ there is no assets and electricity grids an electricity grid ဆိုတာလျှက်စစ်ဓာတ်အားပေးကျိုးလို့ပြောတာပေါ့နော် grid ဆိုတာကဒီဓာတ်တိုင်အနေနဲ့တွယ်တန်းထားတဲ့မီးကျိုးတွေတွယ်တန်းထားတဲ့အဲရှိတဲ့နေရာတွေကိုခေါ်တာเนาะအဲ့တော့လျှက်စစ်မီးကျိုးတွေရတဲ့လျှက်စစ်မီးကျိုးတွေရတဲ့เนาะအဲမရဘူးပေါ့ဒီမှာ sorry no no access ဆိုတော့မရတာအဲ့တော့လျှက်စစ်ဓာတ်အားပေးကျိုးတွေမရှိတော့ဝေးလံခေါင်းပြတဲ့နေရာတွေမှာဆိုရင်တော့ solar energy ဆိုတဲ့နေစွမ်းအင်ကိုလူကြိုက်ပုံများပါတယ် but ဒါပေမဲ့လည်း ကဲလျက်စစ်ကျိုးရှိရဲ့နေရာဆိုမတုံးရဘူးလားဆိုအဲ့လိုလည်းမဟုတ်ဘူးလေအခုဆရာတို့မြန်မာနိုင်ငံမှာဆိုအခုလက်ရှိလက်တော်အခြေအနေဆိုရင်မီးရအချိန်အလှည့်ရတဲ့ပေးနေရမလားအလှည့်ရတဲ့ပေးနေရဆိုတော့ဒီလျက်စစ်မီးရတဲ့နေရာတွေမှာလည်းတုံးလို့ရတယ်နော်အဲ့တော့ it also use ၎င်းကိုတုံးပါတယ်၎င်းကိုဆိုအဲ solar ချက်ပြားကိုတုံးတယ် SA gray alternative ဆိုတော့ပြန်လဲပြပြိုးမြဲစွမ်းအင်အဖြစ်တုံးတယ်နော် gray alternative ဆိုတာဒီအဲတဘာပဝင်းကြီးမထိခိုက်စီပဲနဲ့ပေါ့နော်ဆိုတော့လျက်စစ်ကိုအဲဒီဓာအားပေးကျိုးကနေရတဲ့လျက်စစ်ကိုမတုံးမဲနဲ့နော် တမင်နဂါပေါ့နော်တရက်စစ်ရရတဲ့နဲ့ green alternative အစအစားထိုးတစ်ခုအနေနဲ့တနည်းအားဖြင့် ပြန်လဲပြဖြိုးမြဲစွမ်းအင်တစ်ခုအနေနဲ့တုံးတာလည်းရှိပါတယ်တဲ့ to power ဆိုတာစွမ်းအားပေးဖို့ homes အိမ်တွေပြီးဘီဒင်အဆောက်အုံတွေ data connected to the grid အဲဒီအောင်ပြောတာအဲဓာတ်အားပြီးကျူးနဲ့ဆက်တွေ့ထားသောအဆောက်အုံတွေနဲ့အိမ်တွေကိုလည်းမီးအားပေးဖို့တုံးလားမတုံးတော့တုံးတယ်နော်ဓာတ်အားပြီးကျူးရှိပေမဲ့လည်းတုံးတယ်โอเคအလုပ်ဖို့တုံးတယ်လို့မြင်ရင်ဆိုတော့ဘာလို့ SC green alternative ပြန်လဲပြဖြိုးမြဲစွမ်းအင်တစ်ခုအနေနဲ့သူ့ကိုတုံးတယ် Okay, this process of converting sunlight into electricity တဲ့နော် This process ဆိုတော့ဒီဖြစ်စဉ်ဘာဖြစ်စဉ်လဲဆိုတော့ converting ပြောင်းလဲပေးတဲ့ဖြစ်စဉ် sunlight နေရောင်ခြည်ကို into ဆိုတာအဖြစ်တို့အာ electricity ဆိုတာလျှက်စစ်စွမ်းအင်အဖြစ်တို့အဲ့တော့နေရောင်ခြည်ကနေလျှက်စစ်စွမ်းအင်အဖြစ်တို့ကူးပြောင်းပေးတဲ့ဖြစ်စဉ်ဟာတဲ့ bring many benefits bring ဆိုတာယူဆောင်လာပေးတယ် many benefits ကောင်းကျိုးတွေအများကြီးယူဆောင်လာပေးတယ်ဘယ်သူတွေအတွက်လဲဆိုတော့ to our environment ကျွန်တော်တို့ပတ်ဝန်းကျင်ကြီးကိုကောင်းကျိုးတွေအများကြီးယူဆောင်လာပေးပါတယ်တဲ့ကဲဟုတ်ပြီနေစွားရင် solar power solar ချက်ပြားတွေကိုတုံးတာငါတို့ပတ်ဝန်းကျင်ကိုဘာကောင်းကျိုးတွေတည်လာပေးတယ်ဆက်ကြည့်အောင် it help ၎င်းကကူညီပေးတယ် control air pollution လေထုညဉ့်ဉန်းမှုကိုထိန်းချုပ်ဖို့အတွက်ကူညီပေးတယ်တဲ့ပြီးရင် it cost no noise ဆူညာနာတွေကိုလည်းမဖြစ်စေဘူး and ပြီးတော့ satellite နေရောင်ကြီးဆိုတာ is a renewable source ပြန်လည်ပြပြိုးနိုင်တဲ့ရင်းမြစ်တစ်ခုဖြစ်ပါတယ်။တက်ဆိုတာအဲ့ဒီပြန်လည်ပြပြိုးနိုင်တဲ့စွမ်းအင်ကြီးဟာနော်ရင်းမြစ်ကြီးဟာ when not gets user ဘယ်တော့မှမကုန်ဘယ်တော့မှသုံးလို့မကုန် however သို့တော်လည်းပဲနော်သူ့မှာလည်းစိုးကျိုးစိုးကျိုးတော့မဟုတ်ဘူးချွင်းချက်ပေါ့နော်အားနည်းချက်ပဲပြောရမှာပေါ့နော်သူ့မှာလည်းအားနည်းချက်တော့ရှိတယ်အဲ့ဒါဘာလဲဆိုတော့ a land a large area or land ကုန်းမြေ area အကျယ်ကြီး is needed လိုအပ်ပါတယ်ဘာလို့ဖြစ်လဲ to produce a large amount of solar power နေဆွဲအားကိုတနိုင်တစ်ပိုင်မဟုတ်တော့ဘဲနဲ့တမျိုးလုံးကွာဆိုလာနဲ့ပေးမယ်အဲ့လိုပေးဖို့အတွက်ဆိုလို့ရှိရင်ကျွန်တော်ဘာလို့လဲနေရာတွေအများကြီးလိုတယ်ဘာလို့ဖို့လဲဆိုတော့ဆိုလာချက်ပြားကြီးယူထားဖို့အတွက်နေရာတွေအများကြီးလိုတယ်အာရှရဲ့နေရာတွေများပေါ်လို့အစိုးရပိုင်းညီပြီးပေါ်တယ်လို့ဒွားဒုနိုင်ငံအနေနဲ့ကြည့်လို့ပေါ်တာဥပမာစင်ကာပူလိုနိုင်ငံမျိုးတွေဆိုလို့ရှိရင်သူတို့နိုင်ငံမှာမြေဧရိယာအရန်ရှားတယ်လေအဲ့တော့ကမ္ဘာပေါ်မှာအဲ့လိုမျိုးနိုင်ငံတွေရှိတာကိုဂျပန်တို့ဘာလို့နေရာမျိုးတွေပေါ့ဒါကြောင့် ဒီသူ့ရဲ့အချင်းချက်ကဘာလဲဆိုတော့ a large area or land ပုံမြင်နေရအခြေကြီးကို is needed လိုအပ်ပါတယ်ဘာလို့ခုလဲဆိုတော့ to produce a large amount of solar power နေဆွဲအားကိုအမြောက်အများထုတ်လုပ်ဖို့အတွက်နေရာအများကြီးလိုပါတယ်တဲ့ in some countries အချို့တိုင်းပြည်တွေမှာဆိုရင်တော့တဲ့ citizen လို့ခေါ်တဲ့နိုင်ငံသားတွေကိုယ်တိုင်က turn to solar energy အွန်တရာအောင်သူတို့ကိုယ်တိုင်ကိုပဲသူတို့ကိုယ်တိုင်အသိစိတ်နဲ့ဘယ်သူမှမပြောဘဲနဲ့ solar energy နေဆွဲအိမ်ကိုချန်ပြောင်းသုံးလာပါပြီတဲ့နော် and ပြီးတော့ government အစိုးရတွေကလည်း encourage them သူတို့ကိုတိုက်တွန်းနေ to adopt solar power system နော်နေဆွဲစနစ်ကိုပေါ့နော် solar စနစ်ကိုတုံးချဖို့နော်တုံးချဖို့အသုံးပြုချဖို့အတွက်အစိုးရတွေကိုလည်းတိုက်တွန်းနေ citizen လို့ခေါ်တဲ့နိုင်ငံသားတွေကိုယ်တိုင်အားလည်းပဲအဲသူတို့ကိုယ်ပိုင်ပေါ့အွန်တရာအောင်ကိုယ်ပိုင်တိုင်တိုင်းတိုင်းဆိုလာဆိုရင်ကိုဘာလို့လာကြလဲဆိုတော့သုံးလာကြပါပြီတဲ့နော်အဲဆိုတော့ဆရာတို့တမောပတ်ဝန်းကျင်မထိခိုက်တော့ဘူးပေါ့ကွာအဲတော့ဒါလေးကိုလည်းဆရာအစားဆုံးတစ်ခေါက်ပြန်ပြောပြအောင်မယ်နော် solar energy နေစွာရင် electricity is generated လျှက်စစ်စွာရင်ကိုထုတ်ပေးပါတယ် when sunlight hits the photovoltaic cell အဲ့တော့နေရောင်ကြီးဒီ photovoltaic cell လို့ခေါ်တဲ့အလင်းမီစုဆဲပေါ်ကိုလာရောက်ထိရိုက်တော့ခါဘယ်ကလဲဆိုတော့ on special design pad အထူးဒီဇိုင်းရေးဆွဲထားတဲ့ solar ချက်ပြားတွေပေါ်မှာရှိတဲ့ photovoltaic cell လေးတွေပေါ်တော့နေရောင်ကြီးကလာရိုက်တော့အခါမှာစွမ်းအင်ကိုထုတ်ပေးပါတယ် ဒီ efficiency of solar panel ဆိုလာချက်ပြားများရဲ့စွမ်းရည်ဟာ depend on မူတည်ပါတယ်။တရား location သူတို့ရဲ့နေရာပေါ်မှာလိုက်ပြီးတော့မူတည်ပါတယ်။ The sunnier the place နေရောင်ပိုရလေလေ the more efficient they are သူတို့ရဲ့စွမ်းဆောင်ရည်ကပိုပြီးတော့ကောင်းလေလေဖြစ်ပါတယ်။ Solar energy is popular ဆိုလာစွမ်းရည်ကလူကြိုက်များတယ်။ In remote area ဝေးလံခေါင်ပြားတဲ့နေရာတွေမှာဆိုရင်တော့ဆိုလာစွမ်းရည်ကလူကြိုက်များတယ်။ ဲ့မှာချွင်းချက်ရှိတယ်ဝေးလံအကောင်ပြတဲ့နေရာဆိုတာနေရာတိုင်းတော့မဟုတ်ဘူးပွဲနဲ့သူက relative at birth တဲ့ဆက်ထားတယ်နော်ဝေးအဲ့ဒီနေရာဝေးလံအကောင်ပြတဲ့နေရာမှာ there is no assets to an electricity grid လျှက်စစ်ဓာတ်အားပေးကြိုးလိုင်းတွေမရှိတော့ကြောက်ပါတဲ့ but ဒါပေမဲ့ it also used ၎င်းကိုသုံးပါသေးတယ် sa grid order နဲ့ပြန်လည်ပြဖြိုးမြဲဆိုရင်အစားထိုးတစ်ခုအနေနဲ့သုံးတယ် to power လျှက်စစ်အားပေးဖို့ပေါ့ power ကဒီမှာစွမ်းအားပေးဖို့ဆိုတာတဲ့ မိအားပေးတာမိပေးတာပေါ့ကွာ homes and building အိမ်တွေနဲ့အဆောက်အုံတွေဒါပေမဲ့အဲ့ဒီအိမ်နဲ့အဲ့ဒီအဆောက်အုံတွေကမိမရလို့လားဆိုတော့မဟုတ်ဘူး that are connected to the grid เนาะလျှက်စစ်ဓာတ်အားပေးကျူး line နဲ့ချိတ်ဆက်ထားသောအိမ်တွေနဲ့အဆောက်အုံတွေကိုလည်းပဲမိအားပေးဖို့အတွက်ပြန်လည်ပြေလို့ပြန်ဆိုရရင်တခုအနေနဲ့เนาะ green alternative တခုအနေနဲ့ yes ဒီ solar solar ဓာတ်အားကိုသုံးတာလည်းရှိပါတယ်တဲ့အဲ့လိုပြောတယ် okay this process of converting sunlight into electricity ဤကဲ့သို့သောလျောင်ကြီးကနေတရက်စစ်စွမ်းအင်ကိုကွန်ဗတ်တင်ပြောင်းလဲပေးတဲ့ process ဖြစ်စဉ်ဒီ brains ယူဆောင်လာပေးပါတယ် many benefits ကောင်းကျိုးတွေအများကြီးယူဆောင်လာပေးပါတယ် two hour environments ကျွန်တော်တို့ရဲ့ပတ်ဝန်းကျင်ကိုကောင်းကျိုးတွေအများကြီးယူဆောင်လာပေးပါတယ် it help ၎င်းတွေကူညီပေးတဲ့ control air pollution လေယူညီညာမှုကိုထိချုပ်ပေးဖို့ပြင် echo no noise ၎င်းတွေစူညာနံကိုလည်းမဖြစ်စေဘူး and ပြီးတော့ satellite နေရောင်ကြီးဟာ is a renewable source ပြန်လည်ပြပြိုးနိုင်တဲ့စွဲရင်ရင်းမြစ်တစ်ခုဖြစ်တယ်။ဒါကြောင့်သူက when not get user ဘယ်တော့မှလည်းသုံးလို့မကုန်နိုင်ပါဘူးတဲ့။ However သို့တော်လဲချွင်းချက်ရှိတယ်သူမှလည်းအဲ့ဒါဘာလဲဆိုတော့ a large area or land ကြီးမားတဲ့ကုန်းပြည် area ကို is needed လိုအပ်ပါတယ်။ To produce a large amount of solar power နော်နေစွဲရင်ကိုနေစွဲအားကိုအမြောက်အများပမာဏအမြောက်အများထုတ်လုပ်ဖို့အတွက်ဆိုရင်ဟုတ်လားနေမြေနေရာတွေအများကြီးလိုပါတယ်တဲ့။ In some countries တချို့တိုင်းပြည်တွေမှာဆိုရင်တော့ citizens နိုင်ငံသားတွေက charm to solar energy on their own သူတို့ကိုယ်တိုင်လို့ပဲနေဆွဲအိမ်ကိုပြောင်းလဲအသုံးပြုလာကြပါပြီတဲ့ and ပြီးတော့ governments အစိုးရများတွေလည်း encourage တိုက်တွန်းပါတယ် damn သူတို့ကို to adopt solar power system နေဆွဲအိမ်ကိုလက်ခံကျင့်သုံးကြဖို့အစိုးရကိုယ်တိုင်ကလည်းပဲတိုက်တွန်းထားပါတယ်โอเคပြီးပါပြီဒါဆိုဒီတစ်ပတ်ကရလားဒါဟုတ်ရပါတယ်ဆရာ OK，后边咯。